အားလုံးပဲမင်္ဂလာပါခင်ဗျာ Cookie Station Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ပတာရင်တွေများစွာရှိတဲ့ထဲကမှလူကြိုက်များပြီးနုနုဤကလေးနဲ့ဂရင်းတွေ့စင်မဲ့ဝတ္တနီဟင်းကောင်းလေးတစ်ခွက်ကိုမိတ်ဆက်ပေးသွားမှာပါခင်ဗျာ အရင်ဦးဆုံးဝတ်သားကိုကိုစားခြင်းနဲ့အရွယ်စားတိုင်းတုံးလေးတုံးပြီးထားပါမယ်ခင်ဗျာပြီးရင်စားနဲ့ချုံမုံလေးထည့်ပြီးနေပြီးထားလိုက်ပါမယ်ခင်ဗျာနောက်ထပ်ဝတ်သားစီးတဲ့ချိန်သုံးမှုအတွက်ခြင်းနဲ့ကြက်သွန်မြူကိုပါပါလီပြီးထောင်းပြီးထားရပါမယ်ခင်ဗျာ နောက်ထပ်ပို့ပြီးတော့စားကောင်လို့ဝတ္တာချက်ခဏီမှာထည့်ဖို့တွင်ကျွန်တော်ကစက်သွန်ဤနဲ့စက်သွန်မျိုးလေးကိုလည်းအခုလိုလေးပြင်ဆင်ပေးထားပါတယ်ခင်ဗျာအလုံးစင်တဲ့ပြင်ဆင်ပြီးရင်တော့စချက်ပါတော့မယ်ခင်ဗျာ ရင်ဦးဆုံးအိုးပူလာရင်စီးထဲပါမယ်ခင်ဗျာပြီးရင်တခြားထဲပါမယ်ခင်ဗျာတခြားလေးတွေကိုအမြုပ်လေးထားတဲ့အထိဆစ်ရှိရှင်နဲ့မှုပြီးနေရပါမယ်ခင်ဗျာခုလိုမြုပ်ကလေးထလိုက်ရင်တော့ဝတ်သားထည့်ပြလို့ရပါပြီခင်ဗျာ ပြီးရင်ဝတ်သားအယောင်လေးတွေရဲတဲ့အထိအပေါ်အောက်တခြားလေးနှံ့အောင်မွေးပြီးထားရပါမယ်ခင်ဗျာခုလိုမိနစ်နဲငယ်လောက်မွေးပြီးဝတ်သားအယောင်လေးတွေတက်လာပြီဆိုရင်တော့ကျွန်တော်တို့ဆွမ်းနာကထောင်းထားတဲ့ချင်းနဲ့ကြက်သွမ်းမျိုးကိုထည့်ပြီးမွေးပေးလိုက်ပါမယ်ခင်ဗျာ ณะมวยไปพี่ลูกเจตุนปูนั่นเลยมวยลายเองเนาะวัตตาမြို့ยုံลောက်ยีแท้ไปเลยပါมั้ยခင်ဗျာပြီးရင်ကျွန်တော်တို့ဖုံးလေးဖုံးပြထားပါမယ်ခင်ဗျာဝတ္တလေးက မားနေသီးလို့မလို့ကျွန်တော်ကတော့နောက်ထပ်ရေထပ်ထည့်ပေးပြီးတော့နူအီးတဲ့အထိချက်ပေးပါမယ်ခင်ဗျာခုတော့ဝတ်သားလေးတွေလည်းနူးဤနေပြီဆိုတော့ တိထားတဲ့ကျက်သွန်ပြူနဲ့ကျက်သွန်နီလေးထည့်ပေးလိုက်ပါတယ်ခင်ဗျာပြီးရင်ပုံလေးအုပ်ပြီးထားပါမယ်ခင်ဗျာ ဟုတ်ကဲ့အခုကတော့ဝတ္တဟင်းတွေတဲကမှလူကြိုက်များတဲ့ဝတ္တနီလေးကိုရရှိသွားပြီဖြစ်လို့ရန်တဲ့သုံးဆောင်နိုင်ပါပြီခင်ဗျာဒီဟင်းလေးကတကယ်စားကောင်းတယ်မလို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါရစေနော်ဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးတဲ့တူတူယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ channel လေးကိုလည်း like and subscribe လေးနှစ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာအကြမီတူချာကောင်းမွန်တဲ့ဟင်းပွဲလေးတွေနဲ့ ပြန်လည်ဆုံတွေ့ပါဦးမယ်ခင်ဗျကျေးဇူးပါ